ရဲ့ပင်ကိုမှာရှိနေတဲ့ယောနိတော်မနတိကာရတရားနာနေတဲ့အချိန်မှာ အပလိုင်းလုပ်တာဒါကျင့်တာပဲပေါ့ကျင့်တယ်ဆိုတာဟာအချိန်ကြာကြီးကျင့်ရလားလူတယောက်နဲ့တယောက်ဒါကမတူဘူးเนาะတယောက်နဲ့တယောက်မတူဘူးတရားနာရင်လည်းပဲခန္ဓာကိုအတိညာကရောက်ရှိသွားပြီးတော့နှလုံးသွင်းဆင်ញင်သွားတဲ့ပုံစံတွေလည်းရှိတယ်အဲ့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာတို့ကြတော့ခန္ဓာကို ရှင်သာရိအရှင်အတ္တစီဟောနေတဲ့အချိန်လေးအတွင်းမှာပဲသူကဆင်ញင်လိုက်လို့အတိညာဉ်လေးပွင့်သွားတာအဲ့ဒီအချိန်လေးဟာဒါကျင့်တဲ့အချိန်လေးပဲအတိုင်းတာတစ်ခုနဲ့တခုမတူဘူးလေလူတော်မအပြင်ဘက်ကျင့်ကြတာပဲကြည့်ဦးတချို့ကတလားနဲ့တချို့ကတစ်ဖက်နဲ့သောတာပန်ဖြစ်တယ်တချို့ကတလားနဲ့မှသောတာပန်ဖြစ်တယ်တချို့ကတစ်နှစ်နဲ့မှဖြစ်တယ်ဟောတူးနဲ့တူတူတာဟောတချို့ကတရားနာရင်လေးနဲ့ဖြစ်သွားတယ် ဒီလိုမတူတာဟာတယောက်နဲ့တယောက် q u a l i f i c a t i o မတူတာပေါ့အရေးချင်းချင်းမတူတာအဲ့တော့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်လူဟာတူနဲ့တူရေးချင်းချင်းဆိုတာတူတာမှမဟုတ်တာအေးကောင်းပြီအဲ့ဒီမှာအခုအကြောင်းတရား၄မျိုးပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသောတာပန္နလို့ခေါ်တဲ့ဒီနိဗ္ဗာန်လမ်းကြောင်းတဲ့ကိုရောက်ရှိသွားပြီပထမဆုံးရောက်ရှိအဲ့ဒီလိုရောက်ရှိသွားလိုက်တဲ့အချိန်မှာသူဟာ ဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းနေတဲ့အမြင်တစ်ခုဟာလည်းပျောက်ကင်းသွားတယ်။ဝိသကိစ္ဆာဆိုတဲ့တရားဓမ္မအကျင့်တရားနဲ့ပတ်သက်ပြီးတော့လည်းတန်တရားကင်းစင်သွားတယ်။ဒီနှစ်ခုဟာသူ့အဖို့မှာလုံးဝလွတ်ကင်းသွားတယ်။ဆိုလိုတာကတရားနဲ့ပတ်သက်လာလို့ရှိရင်သူ့မှာတန်တရားဆိုတာလုံးဝမရှိဘူး။ဖရာတရားတန်ခါနဲ့ပတ်သက်လာရင်တန်တရားဆိုတာလုံးဝမရှိတော့ဘူး။မှားယွင်းတဲ့အမြင်ဟာလည်းသူ့မှာလုံးဝမရှိတော့ဘူး။ဒါရင်လာလို့ဆိုတော့မကဘူး။သူ့မှာ အပေချမ်းလို့တဲ့လောဘဆိုတာလည်းမရှိတော့ဘူးအပေချမ်းလို့တဲ့ဒေါသလည်းသူ့မှာမရှိတော့ဒေါသရှိသေးတော့လည်းအပေချမ်းလို့မပြင်းထန်တော့ဘူးလို့ဆိုလိုတယ်ကြံတဲ့ကိလေသာတွေကလည်းအများကြီးယောပါသွားပြီးစိတ်ကောင်းနှလုံးကောင်းတွေအများကြီးဝင်သွားပြီးသောတပန်ဖြစ်သွားတယ်ဒီလိုဆိုလိုတယ်သောတပန်ပုဂ္ဂိုလ်မှာဒီမာနရှိပေမဲ့လို့စော်ကားတဲ့မာနမျိုးသူ့မှာမရှိတော့ပြီးတော့အိတ်တမစ္စရိယဆိုတော့သူ့တဏ္ဍာမှာမရှိတော့ဘူး ဘာလို့လို့ဆိုရင်တရားဓမ္မနဲ့ပတ်သက်ပြီးသူမှမစ္စရိယဆိုတာမရှိဘူးသောတပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မှာဘလို့အတွေးတွေဝင်နှုံးလို့ဆိုလို့ရှိရင်ငါရတဲ့ငါသိတဲ့တရားမျိုး တလောကလုံးရှိတဲ့ပုဂ္ဂိုလ်တွေသိကြပါစေဆိုဆေရှိတယ်ဒါသူ့ရဲ့ဆန္ဒဖြစ်တာเนาะသောတပန်ဖြစ်သွားရင်အဲ့ဒီဆန္ဒအရင်ဖြစ်တယ်ငါသိတဲ့တရားဓုတရားမြတ်တွေတတော်ဝါတွေအားလုံးသိကြပါစေ ဆိုပြီးတော့ဒီစိတ်ဆန္ဒဖြစ်တယ်တဲ့ သူသိတဲ့တရားကိုသူများပြောဖို့ရကြတော့ရွှေအိုးကိုသူများပြဖို့ရဝန်လေးတယ်လို့ဝန်လေးတယ်တဲ့။ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အခြေအနေနှစ်ခုစာပေကျမ်းကမှဒီလိုရေးထား။အဲ့တော့သောတာပန်ဒီသောတာပန်လို့လျှောက်ပြောနေရင်တော့ဒါတကယ်မရသေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်နိုင်တာပေါ့နော်။ရွှေအိုးမစင်ရင်တော့ပြလို့ရတာပဲပေါ့ဘူးမှမယူဘူးလေ။ရွှေထုတော့ပြလို့ရမှာပေါ့။ရွှေစစ်ဆိုရင်တော့ဘူးမှမပြဘူးလို့ဆိုလို့တယ်။အဲ့သောတာပန် ဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာအဲ့ဒီနှစ်ခုရှိတယ်လူတိုင်းကိုသူအတိမျိုး သိစေခြင်းနဲ့သူသိတဲ့တရားကိုသူများထုတ်ဖို့ပြောဖို့ရကြတော့ကိုတိမ့်ထားတဲ့ရွှေအိုးကိုသူများပြဖို့ရဝန်လေးတယ်လောက်ဝန်လေးတယ်ဒီလိုဆိုလိုတာเนาะအဲ့ဒီလိုအချင်းရနှစ်ခုနဲ့ပြည့်စုံကဲသောတာပန်ဖြစ်သွားတာကြတော့ဘလို့အင်္ဂါရက်တွေနဲ့ပြည့်စုံသွားတော့ခုနကသောတာပန်ဖြစ်ဖို့ရအတွက်ကအကြောင်း၄မျိုး နဲ့သူကြိုးစားအထောက်လို့သောတာပန်ဖြစ်သွားပြီနိဗ္ဗာန်လမ်းကြောင်းပေါ်သူရောက်သွားပြီပထမဆုံးအဲ့ဒီရောက်သွားတဲ့အခါမှာသူ့ရဲ့သောတာပန်တွေရရှိတဲ့အင်္ဂါရ၄ခုကဘာတော်ဆိုလို့ရှိရင်သူကဘုဒ္ဓေအဝိစ္စပတာတမြတ်စွာဘုရားပေါ်မှာယုံကြည်တာခရိုင်းယုံကြည်တာနဲ့မတူဘူးအတိညာနဲ့ဂုံကိုနှစ်နှစ်ကာကယုံကြည်တာမျိုး ဓမ္မေအဝိစ္စပတာရတရားပေါ်မှာယုံကြည်တာလည်းပဲအတိညာနဲ့နှစ်နှစ်ကာကယုံကြည်တာတာမန်ယုံကြည်မှုမျိုးမဟုတ်တော့ဘူးတန်ခေအဝိစ္စပတာရအရိယတန်ခါတွေပေါ်မှာယုံကြည်မှုကလည်းပဲအတိညာနဲ့ယုံကြည်တာမျိုးဖြစ်သွားတယ်ဆိုလိုတာကတရားတသက်မဟုတ်ဘူးသူကအတိညာနဲ့တွဲဖက်ထားတဲ့တရားဖြစ်သွားပြီအတိညာပါသည့်အတွက်ကြောင့်သူဟာယုံကြည်ချက်ကိုဘယ်တော့မှမပြောင်းတော့ဘူးဒီလိုပြောတာနော် တမ်းမှယုံကြည်တယ်ဆိုရင်ယုံကြည်ချက်ကပြောင်းနိုင်သေးတယ်လေဒီပင်လူတယောက်ကလာပြောသွားရင်သူယုံကြည်မှုကပြောင်းသွားနိုင်သေးတယ်သူကအဲ့ဒါလို့မဟုတ်ဆုံးဖြတ်ပြီးတော့ယုံကြည်တာနော်ဒါသာအမှန်ဘယ်သူပြောလို့မှမရတော့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့အဝိဆပ်ပတာတာဆိုတာတုံ့လုရင်းရင်ချင်းမရှိတဲ့အတိညာပါတဲ့သဒ္ဒါနဲ့ယုံကြည်တာတဲ့နောက်တစ်ခုကအရိယကန္တသီလလို့ဆိုရင်၅ပါးသီလ ဘာဝတိလကိုအရိယပုဂ္ဂိုလ်တွေကအမတမ်းမှမျက်မျက်နှိုးနှိုးထိမ့်သိမ့်ဆောက်ဆောက်လို့အရိယကန္တာတိလလို့ခေါ်တယ်။ဘလောက်ထိအောင်မျက်နှိုးရုံဆိုရင်တိတိဖြစ်စေမတိတိဖြစ်စေအဲ့ဒီအရိယပုဂ္ဂိုလ်လေးဟာဆိုပါစို့တောတဗံပုဂ္ဂိုလ်ဟာလူဘဝမှာဒီဘဝကတောတဗံဖြစ်ပြီးနောက်ဘဝလူဖြစ်တယ်ဆိုပါစို့အဲ့ဒီလူဖြစ်လာတဲ့ဘဝမှာသူကငါးပါးတိလအလိုလိုလုံးလာ သူများအသက်တတ်တယ်ဆိုတာသူ့မှာမရှိနော် တီလလို့သူတိတိဖြစ်စေမတိတိဖြစ်စေသူများတဲ့တာယာမှာတိတ်ဝန်လေးတယ်မတတ်ဘူးသူများဥစ္စာခိုးဖို့ရအတွက်ဘယ်တော့မှမစင်စားဘူးနော်သူတော်ဘာသားမယားပြမမှုဆိုရင်စိတ်แท้တောင်မရှိဘူးလိန်ပြောဖို့ရဆိုတာလဲသူကစိတ်แท้မှမရှိဘူးအယက်တေစာတောက်စားမှုဆိုတာလုံးဝအနတ်တော်မခံနိုင်ဘူးဒါတောတပံဖြစ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရတ္တပဲပေါ့အဲ့ဒီအနေအထားမျိုးတွေကိုပြောင်းလဲသွားစေတယ် ဒါစိတ်ကပြောင်းသွားရင်ဒီအခြေအနေတွေအကုန်ပြောင်းတာပဲလေအဲ့တော့သောတာပန်ဖြစ်သွားရင် ခရီးပေါ်မှာ